အားလုံးမင်္ဂလာပါခင်ဗျာကဲအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါတဲ့ခန်းဒီခန်းဒီခန်းဒီအဲလုံးဝတော့ကြီးပါလေလုံးဝကြီးပါလေဆိုတော့တပိတ်တာတော့ရှိပါဘောနော်အဲ့တော့တပိတ်တာတော့ရှိတဲ့ကြောက်ဖြတ်မယ်ဗျာโอเคကျွန်တော်ပြင်ဆင်ပါဒီမှာသူကတော့ကွန်ထားတာတွေများပါတယ်နော်ကွန်ထားတာတွေများတယ် ဲ့တော့ဒီမှာမြင်ရတဲ့အနေအထားကတော့ကျွန်တော်တို့မဲနေတာပဲเนาะမဲနေတာဆိုတော့ဘာလို့ဖြစ်မလို့เนาะโอเคအဲ့တော့ညီလေးရာသာထွန်းကြောက်ပါเนาะကလေးကညီလေးဟာပါเนาะโอเคညအဲ့တင်နန်းသားညီလေးကြောက်ပါเนาะညီလေးဘိုးမြမင်္ဂလာပါအခုကိုကြည့်ခိုင်းမင်္ဂလာပါအခုကြောက်တယ်ကျွန်တော်ကြည့်ထားမယ်နော်မကြည့်ရသေးမကြည့်ရသေးသိမ့်ထားတာ โอเคအဲ့တော့ခန်းနီးကကျွန်တော်အရွယ်တော့ကြီးတယ်เนาะခန်းနီးအရွယ်ကြီးတယ်ဆိုတော့ကြီးအောင်ညာเนาะအဲ့တော့ကျွန်တော်ကြီးအောင်ဆိုတော့ဒီမှာအဲ့တော့ဒီမှာထောက်ကြီးအောင်ဟိုးဒီမှာအဲအပြာခတ်တာဗောနော်ကြောက်မျိုးကြောက်သားရှိတယ်ကြောက်ကတော့ဓာမီနဲ့ထောက်တဲ့အနေထားမှာတော့ကြောက်ပြာတော့ဗောနော်အဲ့တော့ပြာပြီးဟုတ်သွားပြီပြာတော့ပြာနေပြီเนาะကဲကြောက်ကြောက်ကတော့ပြာနေโอเคဒီမှာကြီးအောင်ညာဒီမှာဒီနားလေးကြာတော့ ီနားလေးကြတော့ဒီမှာကလာဒီနားလေးကြတော့ဖြောင်းသွားပြန်ရောအဲ့တော့အเจ้าကဒီမှာလည်းအဲဖြောင်းနေပါတော့ဟုတ်လားအဲ့တော့ဒီမှာလည်းဖြောင်းနေဒီနားလေးတော့မစိုးဘူးပေါ့နော်ဒါပေမဲ့အနာအဲ့နားလေးကြများတာကြည့်ကျွန်တော်မျက်စိမှာကြည့်ဒီမှာနော်အဲ့တော့ဒီမှာတော့အနာတော်တော်များတယ်နားပါနော်အဲ့တော့ညီလေးတန့်စင်မင်္ဂလာပါဒေါက်တာချစ်မင်္ဂလာပါညီလေးအောင်လှိုင်မင်္ဂလာပါအဲ့တော့ဒီမှာလည်းကြည့်အောင်ဗျာ အာဒီမှာလဲမဆိုးဘူးပေါ့နော်အပြောရရင်တော့အဲဒီမှာမဆိုးဆိုရင်ကာလာပါပဲဒီနာတော့ဒီမှာလဲကာလာအဝါပဲကျွန်တော်မြင်ဆင်များနော်အဲ့တော့ဟိုအဝါပဲဒီမှာဒီနာလေးတွေမှာကျတော့အေးဖြောင်းနေဖြောင်းနေတာပေါ့နော်ဒီမှာလဲအဖြောင်းကာလာပါဒါပေမဲ့ဒီမှာဒါပေမဲ့ဒီမှာဒီမှာကျွန်တော်ဒီမှာမှက်ပါနော်ဒီမှာမှက်လေးမှက်တီးတီးလေးပါနေနော်ဒီမှာနော်ဒီမှာလဲကြောင်မျိုးကြောင်သားရှိတယ်အဲ့တော့ကျောင်းမှာကျွန်တော်ပြရမယ်ဗျအဲ့တော့ဒီမှာမန်းတံမျိုးသွားတယ်ဒီမှာရက်သွားပြီနော် ဒီမှာလဲမန်းရှိတယ်ပြောရရင်တော့ခုံကျော်ပေါက်ဆောင်မန်းနေပဲကျွန်တော်ကျူးပတ်တဲ့မန်းမဟုတ်ဘူးပေါ့နော်ဒီမှာလဲမန်းရှိတော့ဒီမှာအရေးရှိတယ်ပေါ့နော်အရေးဆိုရင်မဒီနားကလည်းပြရတယ်ဗျဒီမှာနော်ကျွန်တော်မရှိမှာအဲ့တော့ဒီဘက်ကတော့အပြာအပြာကာလာဆိုတော့လန့်ကာလာပုံစံမျိုးဖြစ်တာပေါ့ဗျာနော်အဲ့တော့ကြောက်မျိုးကြောက်သားကောင်းတယ်ကြောက်စီက ကျွန်တော်တို့အဝါပါတယ်ပြီးတော့အရေးအဝါထဲမှာမှာအရေးပါတော့ကျွန်တော်တို့ဝါဇင်းဝါဖြစ်နေတာပေါ့ဗျာအဝါထဲမှာအရေးကလာအဖြောင်းပါတယ်ပေါ့နော်အဲ့တော့ဇင်းကြီးထဲမှာဒီအသက်ခံကြောင်းကိုဝါသွားတာပေါ့အဲ့တော့ဇင်းဝါဖြစ်လာပြီပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော်တို့ကြည့်ရအောင်ဗျာကြောက်ကကျွန်တော်မိတ်ဆွေများဗျာနော်ညီလေးကျွန်တော်ညီလေးဒီဟာဝယ်ထားတာမြင့်တာဗျာကျွန်တော်နည်းနည်းလေးကြောက်အောင်နဖျက်ရမှာမဖျက်ရှင်တော့သူကဖျက်ခိုင်းနေတာကြောက်က350လောက်ကျနေတယ် သိင်္ဂါတော့ကြာတော့ကျွန်တော်ကဘာပြောရမှန်းမသိဘူးဖြစ်တာ။ရာအเจ้าကအမှန်ပြောရရင်တော့20အောက်လောက်ပဲမြင်တာပဲကျွန်တော်တို့အဲ့လိုမြင်တာပေါ့နော်။ဒါပေမဲ့350တော့ရေးထားတာဆိုတော့35သိန်းများလောက်တော့မသိဘူးနော်။သူကတော့အဲ့ဝန်းကျင်ကြာတယ်ပြောတာပဲနော်။အเจ้าတရားအကုန်လုံးကို तू က10ကြီးပိုင်းဝင်ထားတာဆိုတော့ဒီကြောက်ပေါ်မှာတော့အဲ့လောက်ကြာတယ်ပြောတာပေါ့နော်။ Okay အဲ့တော့ကြောင်မျိုးကြောက်သားရှိတယ်ပြောရရင်အသက်ဆန်းပဲနော်။ကြောက်ကအသက်အသက်ဆန်းနော်။ကြောက်ကအသက်ဆန်းမှာ အသားဆန်းပါလေနော်အဲ့တော့ကြောင်အဲ့တော့ဒီနားလေးမှာတော့အေးဖြောင်းနေအဲ့တော့ဒီဘက်ကတော့ဇိန်ဝါပေါ့ဗျာအဲ့တော့ဒီမှာကတော့ဝါတယ်နော်โอเคအဲ့တော့ကျွန်တော်တို့ဖြတ်မယ်ဗျာအဲ့တော့ဖြတ်မဲ့အနေထားကျွန်တော်စဉ်းစားတဲ့ခါကျတော့သူကအနာနဲ့နဲ့မြားတယ်ဗျာကျွန်တော်မြင်ပြောတယ်ဗျာနော်ဒီမှာအနာတွေရတယ်ဗျာနော်ဒီမှာအနာတွေတော်တော်များတယ်ဒီမှာတွေရောဒီမှာတွေရောအနာတွေရနော်ဒီမှာတွေရောဒီမှာတွေရောအနာများတာဗျာနော်နော်အဲ့တော့ အဲ့တော့ဒီမှာကျွန်တော်တို့ဒီမှာလည်းအနာတွေကအများကြီးရတဲ့ခါကျတော့ကျွန်တော်ကတော့ဒီကြောက်ရဲ့အနေထားနဲ့ဆိုရင်ကျွန်တော်ဒီမှာလည်းမိကျင်တယ်ဒီမှာလည်းမိအောင်ပါနော်အဲ့မိကျင်တယ်ပြီးတော့ဒီမှာကျွန်တော်ပြအောင်နော်အဲ့ဒီမှာဒီမှာလည်းမိကျင်တယ်အဲ့တော့မန်းတွေကခုံကျော်ပေါက်ကျော်ပဲအဲ့တော့အဲအဲ့လိုအနေထားမျိုးဖြစ်တဲ့ခါကျတော့ဒါရီမြန်းလှမ်းမိပြီးတော့အတွင်းထဲမြန်းရေဒီမြန်းဝင်မလားဟောညှော်နေကြပါနော်အဲ့တော့မန်းရှိမှဝင်မှာပါမန်းမရှိဘဲနဲ့တော့ဝင်ကြအကြောင်းမရှိပါဘူးနော်โอเคအဲ့တော့ကျွန်တော်တို့ကြည့်အောင်ဗျအဲ့တော့ သိန်း90လောက်ကြထားတာဆိုတော့ကျွန်တော်ကကြောက်တယ်ဗျနော်အဲကြောက်လေဖြတ်ခိုင်းထားတာဆိုတော့ဖြတ်ရမှာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ပြရမယ်နော်အဲဒီဒီအနာပေါ့နော်အဲဒီအနာဒါမျိုးသွားတာကိုကျွန်တော်ပြရမယ်နော်အဲဒီအနာကဒါမျိုးလေးသွားတယ်အဲဒါမျိုးပေါ့နော်အဲဒါမျိုးသွားတယ်အဲဒီပေါ်မှာအနာဒါမျိုးသွားပြီအဲ့တော့ဒီမှာအေးလှတာကိုနော်အဲ့တော့ဒီမှာအဒါမျိုးပေါ့နော်ခဲရခဲရဟိုမှာမရကြတော့လမ်းမသိ ကောင်းတော့ကုံသွားရင်လည်းဝေးကြည့်အောင်နော်အဲ့တော့ဒီမှာဒီပေါ်ကနေကျွန်တော်ဒါမျိုးတောင်းနော်အဲဒါကဒါမျိုးပေါ့နော်โอเคအဲ့တော့ဒါမျိုးပေါ့အဲ့တော့ဒီကဒါမျိုးသွားမယ်အဲ့တော့ဒီဘက်ကတော့ကျွန်တော်ကဒီအပေါ်ကနေသွားမှာနော်ဒီကဒီဘက်ကိုနော်အဲ့တော့ကျွန်တော်ဒီလူဘက်တားလိုက်တော့ဒီခဲဒီဒီဒီအနာပေါ့နော်ဒီအနာနေဒါမျိုးသွားလိုက်တော့အဲ့တော့အဓိကကတော့ကျွန်တော်ဒီနှက်ခဲပါပဲနော်အဲ့ဒီနှက်ခဲပါပဲအဲ့တော့ဒီနှက်ခဲပေါ့ဒါပဲအ ော့ဒီနှခမ်းမိရင်ရပြီเนาะအဲ့တော့ကြောက်တယ်ကျွန်တော်ကတော့အဲ့တော့ကျွန်တော်အမြင်ကတော့မလွဲပါဘူးအတွင်းထဲမှာအဲ့လိုရေဝင်ဖို့ပေါ့နော်ဇိုးတော့တွေဝင်ဖို့မလွဲပါဘူးဒီဇိုးတော့တွေဝင်ဖို့မလွယ်ဘူးပေါ့နော်ကျွန်တော်ကတော့အဲ့တော့အဲ့လိုမြင်နေတယ်အဲ့တော့မန်းနေမှာဒီဘက်မှာလည်းတိတ်မတွေ့ရဘူးအဲ့တော့အနေထားကအဲအနေများတယ်ပေါ့ဗျာကျွန်တော်ဒီတိုင်းရောင်းနေချင်တာနော် तू ကဒါမဲ့ဖြတ်ခိုင်းတဲ့ခါကျတော့ကဲကျွန်တော်မိတ်ဆွေများဖြတ်ကြတာပေါ့ဗျာနော်โอเค ကျွန်တော်ကတော့အောင်းစီကျင်တာပေါ့နော်အဲ့တော့အောင်းပါစီပဲဆူတောင်းပါလေနော်โอเคကြည့်မယ်လားလာခဲ့လိုက်ခါကြီးလေလာခဲ့လိုက်နော်โอเคရောပါလေကြည့်ရင်တော့လာခဲ့လိုက်အစ်စ်ပေါ့နော်โอเคကြည့်အောင်ညာနော်အဲ့တော့ကျွန်တော်ကတော့ရင်ခုန်နေဗျရင်ခုန်နေဆိုတော့ဈေးနည်းနည်းမြင်လို့လေဈေးနည်းနည်းမြင်လို့ရင်ခုန်တာပါနော် โอเคအဲ့တော့ဒီမှာကတော့ဒီမှာကတော့ကျွန်တော်တို့ကွက်တီပါပဲထိပါတော့เนาะဒီမှာကတော့ထိပါတယ်နည်းနည်းလေးဒီဒီဘက်ကနည်းနည်းလေးကျွန်တော်ကဒီဘက်ကိုအပေါ်ဆွဲလိုက်လို့ပေါ့ကောက်သွားလို့သူမှန်ပါတယ်နန်းရတော့เนาะโอเคကြည့်မယ်ဗျာလိုင်းကဘာဖြစ်စင်မှမသိတော့ညံ့ညံ့ဆွဲတာကောင်းပါတယ်โอเคဒီမှာတော့ဝင်နေပြီเนาะဒီမှာတော့ဝင်နေပြီเนาะအိုးဝင်တော့ဝင်နေလိုင်းကဟောဖြစ်နေတာเนาะကဲကွာအစီလိုက်မယ် ဝင်တော့ဝင်တာဒီမှာမဒီမှာဒီမှာနဲ့ဒီမှာရဲ့ဒီမှာရဲ့နော်ဒီမှာဒီမှာတော့အဓိကပါပဲဒီမှာနှစ်ခုပေါ့ဒီမှာနှစ်ခုပေါ့ဒီနားလောက်ဖဲဒါမူးပဲသွားတယ်တော့ဒီဘက်ဒီကောင်ကအသိပြီးတော့မသွားဘူးတစ်ချက်နဲ့နော်နည်းနည်းလေးတော့ဒီဘက်တော့သွားတော့သွားတယ်နော်အော်ကြောက်ကတော့ရေရမပြောင်းဖြစ်နေတာဘာလို့ပြောရမှန်းတော့မသိတော့ကဲကွာကြည့်ရအောင်ကွာနားများသွားပြီးတော့ရေရပြာသွားတာကွာ ဝင်တော့ဝင်ရှာသားပဲเนาะကျွန်တော်အဲ့လောက်ကြီးဝင်မဲမဖြစ်ဘူးဘာလို့ပန်းနေသွားနေလို့เนาะအဲ့လိုဝင်သွားဖို့ရတော့တိတ်ပြောမမြုံမှန်းဘူးကျွန်တော်เนาะဒီမှာနည်းနည်းလေးဟိုမှာဖြစ်သွားတယ်ဗျအဲငကူလေးရဲ့အကြောင်းမျိုးဟိုဟာပေါ့ကာလာတိန်တော့လေဟိုဘက်ဒီမှာဝါနေတော့လေအဲ့တော့ဒီချိတ်လေးလောက်ပဲနည်းနည်းလေးဖြောင်းတာဘူးเนาะနည်းနည်းလေးဒီဘက်ကြီးကျတော့ဝါသွားတာဗျเนาะဒါပေမဲ့အဲဘာပဲဖြစ်ဖြစ်ပါမဆိုးပြောရမှာပေါ့ဗျာ အဲနေတော့နည်းနည်းလေးတော့ကျဲသွားတာဗောနော်အဲ့တော့ငကူကတော့ငကူတိုင်းကတော့ကျွန်တော်တို့20အောက်ပဲမြင်တာပါเนาะအဲ့တော့ခုတိုင်းကလည်းခုတိုင်းကလည်းအဲ့လောက်တင်တာပဲเนาะအဲ့တော့ဒီမှာကတော့အရေးလေးကအနာများလို့ဗျဒီအရေးကဒီထိတ်လေးမှာပဲရှိတာဒီဘက်တွေကျတော့မရှိဘူးဗျเนาะဒီမှာကြည့်အောင်ကျွန်တော်မြင်စင်ဗျာနော်အဲ့ကျွန်တော်ပြရမယ်เนาะဆိုဝင်းတော့ဝင်းရှာသားပဲเนาะခန်းဒီသူကနေသူလေးတော့အစားเนาะကျွန်တော်အဲ့လောက်ထိမဝင်ဘူးကျွန်တော်အကွက်ကွက်ဖက်သွားမယ်တွေ့ထားတာ နော်ဝင်စားပြီးတော့ကြောက်ရေကာလာမဖြောင်းတဲ့ခါကျတော့နော်ကြောက်ကအောင်သွားလိုက်ဘယ်တော့ကောင်းမလဲနော်ဖြောင်းကာလာလေးဆွဲလိုက်ရင်သူသူသူကြားတဲ့သိ90လောက်ကသိပြဿနာမရှိတော့ဘူးနော်အဲ့တော့မန်းနေရတော့ဒီမှာတော့မရှိပါဘူးဒါပေမဲ့တို့ဒီဘက်ကမန်းနဲ့ဒီဆက်ဆန်းနဲ့သွားအကျူထော်လေးနေဒီဘက်အကျူထော်လေးနေဒါမှမဟုတ်သွားတဲ့သဘောပါပဲနော်ဒီမှာရတော့ကျွန်တော်မန်းမန်းရလို့ထူးထူးခြားခြားကြီးတော့မတွေ့ရအောင်ဒီဘက်ဒီမှာနော် အဲ့တော့ကာလာကတော့တိမ်းပါတယ်နော်ကျွန်တော်မျက်စိမှာကြည့်အောင်နော်ဒီမှာဒီဟာလေးတွေဒီဒီနက်ပြောက်ဒီနက်ပြောက်လေးတွေဒါမှမဖြောင်းရင်တော့ကောင်းတာပေါ့ဒီမှာနော်အဲ့တော့ကာလာတိမ်းပါတယ်အဲ့တော့ဟိုကတော့အဝါအဝါပါပဲအဲ့တော့အဝါဖြစ်တဲ့အဲကြည့်အောင်ဒီဘက်ကြည့်အောင်နော်ဒီဘက်တစ်ချက်ကြည့်အောင်အဲဒီဘက်လည်းအဝါပါပဲအဲ့တော့ခေါင်းကလည်းတိတ်တော့မရှင်းဘူးပေါ့နော်အဲ့တော့တိမ်း90ကကျွန်တော်မျက်စိမှာဆော့ဆော့က ဖြတ်လိုက်တာဝင်လာတော့ဝင်တယ်ဒါပေမဲ့မဖြတ်ခင်ရတဲ့ဈေးတန်းကတော့အတူတူပါပဲကျွန်တော်အမြင်ကတော့เนาะအဲ့တော့ခေါင်းချက်တော့ညော့ခေါင်းချက်တော့ညော့သွားသေးတာပါเนาะအဲ့တော့ကျွန်တော်ကတော့ကြောက်တယ်ပေါ့နော်ဖြတ်ရမှာအဲ့ကြောင့်လဲကျွန်တော်ကအဖရင်ဒူကပ်ဆိုပြီးကျွန်တော်ရေးထားတာပေါ့နော်ဖြတ်ရမှာကြောက်တယ်ဆိုတာပြီးတော့ကျွန်တော်ခေါင်းစည်းတက်ထားတာပေါ့နော်အဲ့တော့ကြောက်ဆိုတာအဲ့လိုပါပဲเนาะသူ့ရဲ့ဆန္ဒအရကျွန်တော်ဖြတ်ပေးတာပေါ့ကျွန်တော်လို့ဆိုတော့ကျွန်တော်တန်းရောင်းမှလို့ပြောနေတာပေါ့နော်အဲ့တော့ခုတိုင်းလဲမထူးခြားဘူးပေါ့နော်ဒါပေမဲ့ခေါင်းချက်တော့ အဲမရှိတော့တာပေါ့တိတ်ပြီးတော့เนาะဆောဆောကတော့ခေါင်းချက်လေးနဲ့အဲညှော်လင်းချက်နဲ့အဲရောင်းဝယ်တော့ရှိသေးတာပေါ့เนาะအဲ့တော့ဒါကတော့ကျွန်တော်မိတ်ဆွေများအဲ့တော့အနေထားရဆိုရင်တော့ဒီတိုင်းပဲရောင်းရတော့မှာပါအဲဒီတိုင်းပဲရောင်းမှာလည်းကောင်းမှာပါအပွင့်ထုတ်တာတော့သိအားမပေးချင်ပါဘူးကျွန်တော်ကတော့เนาะအဲ့တော့ကြံတဲ့သူ့ကြောက်လေးကတော့မဆိုးပါဘူးအဲ့တော့အဲ့ဒါလေးတော့နောက်လိုက်ဒီမှာတော့နောက်ရက်လိုက်ဒီမှာကျွန်တော်အာလွတ်မှာပါအဲ့တော့ဒီသေးကနောက်ထပ်အားလေးတွေအောင်ပြီးတော့ဒါလေးတွေကြည်သွားပါသေးဆူတောင်းရတော့မှာပါเนาะโอเคအဲ့တော့အချိန်နေရတော့ မကောင်းဘူးပေါ့ဗျာအားလုံးကျေးဇူးပါအဲ့တော့နောက်ရက်မှပြန်ဆောင်ကြတာပေါ့ဗျာနော်